digital on ဲအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကဲကျွန်တော်မနေ့ကပြောတဲ့အတိုင်းကျွန်တော်ဒုတိယဝသနာရှင်များအတွက်ကျွန်တော်တပတ်စာကဲကိုမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာနော်ကဲဝင်လာလို့ရှိရင်လိုင်းရှင်လည်းလုပ်ပေးတော့ကြနော် free time မှာဖြစ်ပါတယ်ကဲအားလုံးသိပြီသားနော်ဒီကတ်တွေကတော့โอเคအခုကျွန်တော်တပတ်စာကက်ကိုဒီမှာတန်ပြီးတော့ nin drive ကနန်းတွေကိုကျွန်တော်ရဲ့ ောက်တင်မှာမျက်ဝေသွားမှာဖြစ်ပါတယ်ခင်ဗျာเนาะဒုတိယ live အစီအစဉ်တွေကတော့ကျွန်တော်ရဲ့အကောက်တင်မှာတင်ပေးသွားမှာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ဒါပြီးခဲ့တဲ့တောက်ကြနေကပေါ့เนาะအဲ3 1ဝန်ရှင်းဆိုပြီးတော့ကျွန်တော်ပေးပြီးတော့ကနေ6ပွဲပေါ့เนาะ6 5 2ကီးနဲ့တွေးပြီးတော့ပေးလိုက်ပါတယ်เนาะဒီကီးနဲ့တွေးပြီးပေးလိုက်တယ်ဆိုတော့မနေ့မှာတော့ဒီကီးကနေပြီးတော့တခါတည်းတွေးထွက်တယ်ပေါ့เนาะဆိုတော့ညနေမှာ3 5 1အောင်ပါတယ် အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဖတ်ထားတဲ့ကီးတွေကိုပြန်ဆက်ကြည့်အောင်ပဲเนาะဒီကီးကတော့တစ်ခါတလေမှာတပတ်ကိုတရက်လောက်ပဲပြတ်ပါတယ်ပြီးရတော့ချက်မှန်ပါတယ်ဒီကီးအားသာချက်အားနည်းချက်ကတော့ကျွန်တော်တို့၃လုံးကခွေတတ်ပါတယ်ခင်ဗျာเนาะမကြာခဏဆိုလို့ခွေပါတယ်ဒါမဲ့နေတိုင်းလာဆိုတော့ဟုတ်ဘူးเนาะတပတ်ကိုတရက်လောက်နေစုံတရက်လောက်တော့ခွေတတ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာအင်္ဂါနေ့မှာ၈ခွေသလိုတောက်ကြနေ့မှာလည်း၆နှစ်လို့ခွေ၂၆လို့ခွေပါတယ်เนาะညနေကြတော့၃၅လို့ထွက်ပါတယ် နော်ဆိုတော့ကျွန်တော်ဒီမှာအင်္ဂါဘုဒ္ဓဂျာတာပြီးစောက်ကြ၄ရက်စတိုက်မှန်ပါတယ်။နှစ်ရက်ကတော့ပြီးခွေသွားပါပဲ။ဆိုတော့ကျွန်တော်တပတ်စာကက်တိကိုပြန်လည်ကြည့်ပြင်ဆိုလို့ရှိရင်စာတုပတ်တိက၈ပါနော်။ကျွန်တော်၁ရှစ်လို့ထွက်ပါတယ်။စာတုမျိုး break ကတော့၆ break ပါ။ဆိုတော့ကျွန်တော်ဒီကက်ပေးတာနေနဲ့နှောက်ကြသွားတဲ့အတွက်ကြောင့်မို့ break ကတော့မရလိုက်ဘူးနော်ထားလိုက်ပါတော့။ကျွန်တော်ဒီအခွေနောက်ဆုံးရက်မှာ၂၆ထွက်ပါတယ်နော်။အခွေကတော့၂၆တက်ထွက်ပါတယ်။နောက်ပြီးတော့၆၆ဆိုပြီးတော့ဒီကျင်ထွက်ပါတယ်နော်။

ကာလာရှင်းရနော်ဒါအရောဒီဘက်ကတော့ဒီ site နဲ့ကျွန်တော်ထုတ်ထားရဆိုတော့ကာလာရှင်းရနော်โอเคဆိုတော့အခုလာမယ့်ပွဲအတွက်ဒီအပတ်အတွက်ကျွန်တော်စောစောစစ်တင်ပေးမှာဖြစ်ပါတယ်နော်ကဲကီးလိုက်မယ်ဆုံးကြည့်အောင်ဗျာ ဒီလိုက်မှာကြတော့ကျွန်တော်3 1 9ပေါ့နော်3လုံးပေးတာပါတယ်တလန်းလာနေမှာ3 1 9ပါဘိုရုနဲ့မှာ6 6 4ပါဂျာတာဝရင်းနဲ့မှာတော့6 9 3ညဖြစ်ပါတယ်ဆိုရပါနော်ဘိုရုနဲ့မှာ6 9 3ညဖြစ်ပြီးတော့ဂျာတာဝရင်းနဲ့မှာ9 3ည5ကီဖြစ်ပါတယ်နော်တောက်ကြနဲ့မှာ6 5 3ဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့လူချင်းတွေအားလုံးသိပြီးသားဖြစ်မှာပါနော်ကျွန်တော်ရဲ့ကီးတွေကတော့အပါတိုင်းဆိုတော့ ဒီပွေးနဲ့ဆို3ချိန်မြောက်ပေါ့နော်2ချိန်စလုံးကတော့ကျွန်တော်အောင်မြင်နေတာကိုတွေ့ရမှာဖြစ်ပါတယ် โอเคဒါကတော့ကျွန်တော်တို့က24ရက်နဲ့28ပေါ့နှစ်လပိုင်း24 28ဒိန်းနဲ့ပေးထားတာကျွန်တော်ရှစ်ခွန်6 5 6ရက်နော် break အဲ့တော့ကတော့နှစ် break ပေးထားတဲ့ break ထွက်တယ်ပေါ့နော်တော့အခွေကတော့ပြတ်သွားတယ်ကြည့်နော်ဆိုတော့ကီးတော့အဲ့ပတ်မှာလဲကျွန်တော်တရက်မှကိုမပြတ်ဘူးခင်ဗျာနော်ဒီမှာကိုကိုမှန်ပါတယ်ညနေမှာဘာထပ်သွားလာအဲ့တော့ကိုကိုရဲ့ညနေ9:00ပေါ့နော် အဲဒီမှာရှစ်ရှစ်ဒီမှာလေးချာအဲဒီမှာ၃၅။အော်ဒီကလေးရှစ်ပေါ့နော်ဒီမှာ၃၅ sorry ပါခွန်ရှစ်အနာတော့၆၅နှစ်၆ပေါ့နော်ဆိုတော့ကျွန်တော်ပထမစတင်ထုတ်ဝေကြရတယ်ဒါပထမဆုံးချင်းထုတ်ဝေတာဖြစ်ပါတယ်နော်နှစ်လပိုင်း24 28ဘက်ကထုတ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါပြီးခဲ့တဲ့ဘက်က သုံးလပိုင်းသုံးရက်နှစ်ကနေခုနှစ်ရက်နှစ်ပေါ့နော်အဲ့မှာကျွန်တော်တို့အကုန်မှန်ပါတယ်ကကီးဆိုလို့ရှိရင်တလန်းလာတရက်သာပြတ်ပါတယ်နော်အကုန်မှန်ပါတယ်ခင်ဗျဆိုတော့အခုဒီပွေးစံအတွက်ပေါ့နော်ဆရက်ကနေ14ရက်ဒိတ်ပါပါတယ်နော်ကြက်ထဲမှာဒိတ်ပါတယ်ဆရက်ကနေ14ရက်နေ့အတွက်ကျွန်တော်ဒီမှာကီးတရက်စာကီးကိုပုံမှန်နေ့တိုင်းကီးပေါ့နော်ပုံမှန်ချပေးထားတာဖြစ်ပါတယ်ဒါလေးကိုဆေးပြီးတော့မိမိတို့ရထားတဲ့ကီးနဲ့တွေးပြီးတော့ကစားနိုင်ပါတယ်နော်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဇာတုံးမွေးဒီမွေး တ်သေးဒီဘာလာမလဲပေါ့နော်ဘရိတ်ကဘာဖြစ်မလဲအခွေကဘာဖြစ်မလဲကျွန်တော်တစ်ချက်ချင်းကြည့်ရအောင်နော်โอเคပါကျွန်တော်ဇာတ်ထုတ်ပက်တွေတစ်ပါเนาะဒီမှာကျွန်တော်အစိုက်၄ခွက်ပေးထားပါတယ်ဇာတ်ထုတ်မွေးရတော့ကျွန်တော် break 9ဖြစ်ပါတယ်အစိုက်3ခွက်ပေးထားပါတယ်အားလုံးစုစုပေါင်း5ခွက်ရှိရเนาะ5ခွက်ထိကနေပြီးတော့ကျွန်တော်3ခွက်ပေးထားပါတယ်ကဲ အခွေကတော့ဒီဒီဘက်မှာလေးလုံးပေးထားပါတယ်ခင်ဗျာနော်။၃ည၂၃အပူပါအခွေနော်။ဆိုတော့ကနက်ကတော့ဒီမှာတစ်ခွက်ကျန်သွားတယ်နော်။၃ငါးတစ်ခွက်ကျန်သွားပါတယ်။ကိုယ့်အကိုထည့်ပြီးစားနိုင်ပါတယ်။ဆိုတော့ကျွန်တော်ဒီမှာအပူကတော့အပူကတော့၃၄ခွက်ပေါ့နော်အပူ၄ခွက်ခနက်၄ခွက်ဖြစ်မယ်၄ခွက်ကို round စားမယ်ဆိုတော့၈ခွက်ပေါ့နော်၈၈ခွက်နဲ့၄ခွက်နဲ့ပေါ့ရင်၁၂ခွက်ရှိမယ်နော်အခွေကတော့ဆိုတော့ဒီအခွေကစားတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ဒီကီးနဲ့ထိတဲ့ကီးအပါအခွေကို ဥစားသူကစားပါနော်ဆိုလိုဆိုလိုရှင်ကဒီနေ့3 8ခွန်ဆိုတော့ဒီနေရာမှာ3ပါတဲ့ကနန်းကိုဒီနေ့တိုက်တာမှာ30 33ပေါ့နော်အဲ့ဒါလေးခွေစားဒါမှမဟုတ်3ပါတဲ့အတွက်ကြောင့်1 3 5 3ပေါ့နော်တောင်ရသုံးနှစ်သုံးငါးသုံးဆိုသုံးခွက်ရှိမှအဲ့သုံးခွက်ကိုဒီကကစားမယ်ပေါ့နော်အဲ့လိုမျိုးကစားလို့ရပါတယ်။ Okay ဒါတွေကတော့ကျွန်တော်ဒီတစ်ပတ်ထဲမှာထွက်ကိုထွက်ရမယ်အသေးလေးဖြစ်ပါတယ်နော်။ ဒီအခွေကလည်းစိုက်ချက်ယုံကြည်စွာသုံးရပါခင်ဗျာเนาะဒါတနည်းအစ်စ်တည်းနဲ့ထုတ်ထားတာဖြစ်ပါတယ်เนาะ โอเคကျွန်တော်ရတပတ်စာကတ်တွေကိုပြန်လည်ပေးတာမျှဝေလိုက်ပြီဖြစ်ပါတယ်เนาะဆိုတော့ကျန်တာကိုမထားနဲ့ကျွန်တော်ဒီ၃မျိုးနဲ့ကစားနေမှဆိုရင်လေလူကြီးမင်းတို့အမြတ်ရမှာဖြစ်ပါတယ်เนาะဇာတို့နဲ့ကစားမယ်ဆိုလို့ရှိရင်အမြတ်ရမှာဖြစ်ပါတယ်၃မျိုးတည်းပေးရเนาะ break မွေးမလားပတ်သီးမွေးမလားအခွေမွေးမလားဗောနော်တိုက်တာမွေးလို့ရပါတယ်ဒါမှ၃မျိုးစလုံးကစားမယ်ဆိုရင်၃မျိုးစလုံးကစားလို့ရပါတယ်အကွက်တော့နည်းနည်းများသွားမယ်ဗောနော်အဲဒီကောင်ကြတော့10ကွက်ထွက်မယ်ဒီကောင်ကြတော့စောစောကပြောလို့ဗောနော်10 2 3 လေးနော်20 30 50ဆိုတော့နှစ်တော့နှစ်ငါးခွက်တော့6ခွက်6ဆို7နှစ်7နှစ်ဆိုအကောင်လုံးဒီမှာဆိုတော့16ခွက်ပေါ့နော်16ခွက်ရအောင် sorry okay ဒါလေးအားနေတိုက်ဖြစ်ပါတယ်နော်ဒါအားနေတိုက်ကြည့်ပါခင်ဒါလေးကြည့်ပြီးတော့အကောင်းဆုံးအတော့ရှပ်ပြီးတော့ပေါက်ကနေလေးတွေကိုဖန်တီးနိုင်ကြပါစေဗျာ